နေပြည်တော်ကလွှတ်တော်ဥက္ကဋ္ဌကြီးတွေလည်းဒါမျိုးကပဲစီးတာလာလာအန်တီကားနောက်ခံနေခဏဝင်ထိုင်ကြည့်လိုက်ကိုကိုကိုတကယ် VIP လို့ခံစားသွားစေရမယ်အတွင်းငန်းကလည်းအယမ်းကျယ်တယ် G grade ဆိုတော့အယမ်းကောင်းတယ်ရှေ့ရကားဆိုတော့ညံ့ညောတယ်စီမစားဘူးမင်းပြောကြရတော့ခုချက်ချင်းဝယ်လိုက်ချင်စရာပါပဲကွယ်ဒါပေမဲ့မင်းကမ်ရီကားကိုအန်တီတို့နိုင်ငံကလူတွေကတိတ်မှမတိတာ ဲ့ဒါခတ်တာပေါ့အန်ဒီရဲ့ဒီကလူတွေကသူများ ရွှေငါစီးရင်ကိုလည်းရွှေငါပဲအဲ့ဒါနဲ့ပဲတမိုးလုံးဖြောက်စိတ်ရွှေငါဖြစ်ကုန်ရောကိုတကယ်ကြိုက်တယ်ကိုနဲ့ကြိုက်မယ်ကဆိုဒီချိန်မှာဘလို့ကားမျိုးပဲဖြစ်ဖြစ်ဝယ်စီးတင်နေပါပြီဟိုရင်ကလူမျိုး လူမတိမြင်လူတိမများတဲ့ကားမို့လို့ကွက်ပြောက်လို့တတ်မှတ်လို့တော့မရတော့ပါဘူးဒါပေမဲ့လူတိများတဲ့ကားလူစီးများတဲ့ကားဆိုတော့ပြန်ရောင်းလဲလွယ်တာပေါ့ကွယ်ပြင်ရပြူရလဲမခတ်ဘူးပေါ့ ဒီမှာကားကောင်းစားကိုကျွမ်းကျန်ညင်ညင်ပြင်နိုင်တဲ့လူဘယ်လောက်များများရှိလို့လဲသူတို့နဲ့ရှင်နေတဲ့တိုင်းနေကြကားမျိုးဆိုရင်တော့ပိုကောင်းတာပေါ့ဟိုတလောကပဲအန်နီမိတ်တွေတရားလူတိမများရဲ့ကားမျိုးတွင်းလိုက်မိတယ်ပြန်ရောင်းညင်တော့အရှုံးခံရောင်းလိုက်ရပါရောလားခုခေတ်မှာတော့အန်ဒီရဲ့ကားဆိုတာဘဲကားဖြစ်ဖြစ်ဝယ်ပြီးလို့ကိုယ့်လက်ထဲရောက်ပြီးဆိုတာနဲ့ရှုံးမိတာပဲအရင်ခေတ်တုန်းကလို့ကားတစ်စီးဝယ်ထားရင်ဖီလိုလဲရ ပြန်ရောင်းလဲအရန်မြက်ဆိုတာမျိုးမရှိတော့ပါဘူးအတုံးဆောင်ပစ္စည်းဆိုတာကိုတော့မိရာနဲ့တန်မိုးကြတာထုံးစံပါပဲအန်ဒီရဲ့ဒါတော့ဒါပေါ့ကွယ်ဒါပေမဲ့အန်ဒီတို့ကတော့လူစည်းများတဲ့ကားပဲဝယ်မယ်ဆုံးဖြတ်ထားတာဆိုတော့ရွှေငါးတဲကပဲပြပါကွယ်ပြီးတော့အန်ဒီတို့ကတောင်ကြီးနဲ့ဒီနဲ့သွာလာနေတာဆိုတော့အစွဲယုံကောင်းနဲ့နောက်ရက်ကားမျိုးပဲလူကျင်လို့ပါဟုတ်ကဲ့ဟုတ်ကဲ့ရွှေငါးတွေကဒီဘက်မှာပါအန်ဒီ ကြည့်ပါခင်ဗျာစိတ်ကြိတ်ကြည့်ပါ မောင်းကြည့်လို့လည်းရပါတယ်ဒေါ်မီမီမြက်ကရွှွှွှွှွင်အောင် ပြောဆိုနေတော့တားရဲ့နောက်ကနေပြုံးပြုံးလေးရက်ကြည့်နေတော်လိုက်တဲ့တားလေးဟိုစိတ်ထဲကနေအထက်ထက်ချီးမွမ်းနေမိပါသည်တားဟာလူငယ်ပီပီပျော်ပါသွားလာတတ်ပေမဲ့အလုံးမလုံးပဲလရလရလုံရင်မိဘလှုပ်စာထိုင်စားခြင်းသူမျိုးမဟုတ်တာကပဲကျင်းနေเสียမဟုတ်လား သူဝါဒနာပါတဲ့အလုပ်ထဲမှာစိတ်နှင်လုတ်ကင်နေတာတွေ့ရတိုင်းဒေါ်မီမီမြက်ကစိတ်ချမ်းသာရပါသည်ဒေါ်မီမီမြက်ကတားအလုပ်စကားပြောနေတာကို ကြည်ကောင်းကောင်းနဲ့ရဲကြည့်နေတော့မှတားကဒေါ်မီမီမြက်ကိုလှမ်းမြင်တော့ကဟာမမေရောက်နေတာကြာပြီလားအကြသေးပါဘူးတားရဲ့နေစစ်ကကားရီဘေးမှာသူတို့ဘာသာ ကြည့်ရှုပြောဆိုတိုင်မြင်နေကြသည်ဝဲသူတအုပ်ကိုခဏထားကမမေစီအပြေးကလေးရောက်လာပါသည် တားကကားပြတာလဲကိုယ်တိုင်မဲလားအယောင်းဝန်ထမ်းလေးတွေကိုအပြခိုင်းလဲရတာပဲမဟုတ်လားသူတို့ကကားအကြောင်းတားတော့မသိလို့ဝယ်သူကစစ်ပေါက်မင်းမဖြေတတ်တော့ဘူးမမေရပြီးတော့အခုလာတဲ့အန်တီကြီးကလည်းသူမေးတာမဖြေတတ်